ဘာဝတိဆက်စသိကေစသိကေစရပါတယ်နော်သိပ္ပဒီကနေ့သိပ္ပပညာလို့ပြည်ပြောရတာရှိဦးလားရှိပါတော့သိပ္ပအတက်ဆိုတာဘာလို့ဆိုတော့ဘဒုဖြစ်တာလက်မှုပညာရဲ့မတိလိုကျမ်းစာတွေမှာဖတ်ရှုဘုရားရှင်ရဲ့စက်မှုပညာတွေကိုလည်းဒါသိပ္ပဆိုတာလည်းနဲ့ထင်ရတယ်ဒီကနေ့ရဲ့သတိပ္ပပညာနော်ပြေတော့ နေနေရဘာလဲဘာလဲဘယ်လိုလုပ်လိုက်ရင်ဘယ်လိုဖြစ်လာလဲလို့အကျဉ်းများချက်နေနေရပေတာနာပါပဲဟုတ်လားအေးအဲ့ဒါတွေကိုသိမြင်ဖို့တက်ကြွဖို့အားကြီးတဲ့ပုဂ္ဂိုလ်တွေအထူးသဖြင့်ရတဲ့ပုဂ္ဂိုလ်တွေကဘာမှမဖြစ်လို့ကောင်းဆောင်နေရတာပဲမဆိုနိုင်ဘူးလားသိပ္ပအကျက်ကိုတက်ဖို့ဆိုတာဒီလိုပဲချမ်းသာဖို့အတွက်အများကြီးအရေးကြီးတယ်ဟုတ်ရဲ့လားအေးဒါပေမဲ့ဒီနေရာမှာသိပ္ပပြည်နယ်ချက်ကိုတက်တိုင်းနေရတာဖြစ်တာတော့မဟုတ်ဘူးလေ သူတွေကလည်းချိန်ရချိန်နဲ့တိတ်ပအတက်ပညာကိုတက်တယ်ဆိုရင်အဲ့ဒါမင်္ဂလာလို့ပြောလို့မရတချို့တိတ်ပအတက်ပညာတွေကသူများကိုချိန်ခိုင်းလို့သူများကိုစည်းရဲတယ်ကိုသူများကိုပြည့်စက်ဖို့အတွက်တိမ္မာအတက်ပညာတွေကိုချုပ်ကျင်ရတာရှိ ولا ရှိတယ်။အဲ့ဒါကတော့ပြန်လို့မရှိဘူး။မမြင်လို့တည်းကိုဒါကတော့မင်္ဂလာလေမမြင်ဘူးပေါ့။ဒါကြောင့်ပုံတက်ကျန်းမာတဲ့အတက်ပညာရဲ့နော်မိမိရဲ့ဘဝသူတော်ရဲ့ဘဝ မိမိရဲ့ကောင်းကျိုးတွေရဲ့ကောင်းကျိုးအများရဲ့ကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့သိပ္ပအကျက်ပညာပြီးတာလည်းဒါမင်္ဂလာရှိတယ်လို့ဆိုရမှာပေါ့ဟုတ်တယ်မဟုတ်လားဒီလိုမျိုးကြီးတာပါတော့နောက်တစ်ပိုင်းဒီကိုလေ့လာကြည့်ဘုရားရှင်တို့ကိုယ်တော်ရိုးရဲ့ရှုကိုစတင်ပြီးတော့ရမောဝိဒ္ဓံဒီကောင်ရဲ့ပုဂ္ဂိုလ်ကြီးကြောင့်ကြားရတယ်မဟုတ်လားသတ္တဝါဘာဝတိတွင်ခဲ့တာကိုဒိုင်းရမိုက်ကိုဤတွင်ခဲ့တာ ဟုတ်လားသူဒီတုန်းကတော့သူကြိုးစားပြီးတော့ဒီတက်နေတာကိုဒီနီးကိုသူအင်းကိုကြိုးစားတော့မှာလူကြီးအတွက်အကျိုးရှိဖို့သူကကြိုးစားတာပါပဲဘယ်တိုင်းလိုက်ပေါက်ပွေးစီတဲ့ညာကိုရှင်တို့တော့ကြီးတွေပါကြီးတွေကိုဒီတိုင်းနဲ့ဖွဲလိုက်လို့ဆိုလို့ရှိရင်ဒါတူရဲ့အပိတ်သုံးစရာလိုပဲအများကြီးအကျိုးရှိတဲ့အပိုင်းကိုကြိုးလာရှိတယ်နောက်တော့တော့အဲ့ဒီဒိုင်နမိုက်ကိုဒီတွင်နေအောင်မြင်စွာသူတည်ထွင်နိုင်တယ်။ဒါပေမဲ့သူ့မှာပေးချရတာလည်းအများကြီးရှိပါလိမ့်မယ်။ သူ့ရဲ့ဖေရောသူ့ရဲ့ညီရောသူ့အရာမျိုးစသဖြင့်လည်းပေါက်ပွဲပြီးတော့ပေါက်ပွဲမှုတွေမှာပြေတော်မှရှိတယ်။ဟုတ်လား။ဒါပေမဲ့နောက်ကျတော့ဒီမှာအဲ့ဒါကိုတန်လေးချင်းချင်းနဲ့သူဟိုအသုံးချနိုင်အောင်ကြည်ထွင်နိုင်တဲ့အနေအထားကိုရောက်တယ်။အဲ့ဒီမှာသူဒီတိုင်းမိုက်ကိုဟိုမူပိုင်နဲ့လုပ်ပြီးတော့သူတော်တော်ရှင်းတာပြောရတဲ့အခြေအနေရောက်ဖြစ်လာတော့တယ်။နောက်တော့ဒီကကြီးကသူကစိတ်ပေါင်းတော်တော်မရှိဘူး။အဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဟုတ်လား။စိတ်ပေါင်းတော်တော်ကဘယ်လိုရှိအောင်ဆိုတော့ သူဒီထွက်ထားတဲ့ဒီဗန်းနဲ့လိုက်ပြည့်စည်ဟာလူတွေကုန်းကိုချမ်းသာကြရွေးတဲ့သူဝတိနဲ့တာဒါပေမဲ့လူတွေကဘယ်နေရာမှာအုံများလို့ဆိုတော့လူအရှင်မြတ်တက်ဖြတ်တဲ့နေရာမှာအုံချအဲ့ဒီမှာသူအကြီးကြီးစိတ်ရှိတိုင်းသူစိတ်ကောင်ဟုတ်လားအဲ့ဒါကိုသူမောင်းရရကြည်ရာငါတက်လိုက်တဲ့အတက်မြင်တာကသူများကိုအကျိုးမဲ့သွားစီမဲ့အတက်မြင်တာကြီးဖြစ်နေပါလားဒါမျိုးသူကြည့်ပါဦးဒါကြောင့်ပုဂ္ဂိုလ်ကအသိရှိတယ်လို့လည်းသူကခံစားခံစားနေရတယ် အဲ့ဒါနဲ့သူတွေကဒီမှာဒေသနာတွေပါနေပြီးတော့ဒေသမှာကျွန်တော်တို့ဒီကြောက်ကိုကြားမိရမှာဟုတ်လားသူရဲ့လက်ဆက်တွေကနေရံမူရင်းအများကြီးဖမ်းနေရှိပြီးတော့ဘာသာပြီးတော့နောက်တစ်ချိန်မှာဉာဏ်ဉာဏ်တွေလူလာနေတဲ့သူတွေမကျမ်းပါရဲ့အတွက်သလိုပဲစုအမြင်မျိုးမျိုးကသူ့ကိုကြောင်းပြပြီးတော့ရှင်းလာဟုတ်ရဲ့လားသူလူလာခဲ့တာအဲ့ဒါသူကသူ့ရဲ့လူရဲ့ကိုတကယ်တော့သူကစိတ္တနာနဲ့မှားခဲ့တာတော့မဟုတ်ဘူးနော်ဒီလူတွေအကျိုးရှိအောင်လို့သူလုပ်လိုက်တာပဲ ဒါပေမဲ့လူတွေကလူနေမှာပို့အဖြစ်လုံးနဲ့မှာတုံရတယ်အဲ့ဒါကိုစိတ်မကောင်းလို့သူ့ကိုယ်ရဲ့သူ့ကိုယ်ကိုအကျင့်ကလေးနည်းနည်းမှပူပြီးတော့ပို့ပါသေးတော့ဆိုတဲ့အနေနဲ့ဒါဝင်ဆန္ဒကြည့်နေတာမဟုတ်လားအေးဒါကြောင့်ဒီလိုကောင်းကြတော်လို့အတတ်ပညာတစ်ခုကိုတက်တယ်ဆိုရင်လည်းဒါကပညာအတွက်အကျိုးရှိအောင်လုပ်နိုင်မှာကိုယ်အတွက်အကျိုးရှိအောင်လုပ်နိုင်မှာဖြစ်တော့မင်္ဂလာဖြစ်တယ် ။ပါဠိဉာဏ်ရောတတ်ပါရဲ့၊လက်မှတ်ဉာဏ်ရောတတ်ပါရဲ့၊စမှုဉာဏ်ရောတတ်ပါရဲ့။ဒါပေမဲ့ဒါတွေကသမယကိုအကျိုးမဲ့ကြီးကိုသိစေဖို့၊ကျင့်ကြံဖို့၊ဆက်ပြတ်ဖို့ဆိုရင်တော့ဒါမင်္ဂလာရှိနိုင်မှာမရှိနိုင်ဘူး။ဒီနေ့ပါဝင်လို့ကျမ်းစာတွေထဲမှာဒီမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ဘာပြောထားလို့ဆိုတော့ဘုရားရှင်တို့မွေရကစပြီးတော့နည်းနည်းဆော့လာတဲ့အားလာတဲ့သိပြီးတော့ဉာဏ်ကြီးမမီတဲ့တွေးစမ်းမမီတဲ့လူတွေရောက်ရှိတယ်။သူကဒါမျိုးကိုဘယ်အတက်မြင်တာကိုတော့သူကတစ်ခါကပြတ်တယ်ဆိုတော့ ကျောက်စရိတ်ခဲလေးတွေကိုဖြစ်တဲ့ပြင်ရမှာသူကတော်တော်တွမ်းကျင်တယ်လို့ပြောတယ်။နော်ကျောက်စရိတ်ခဲဖြစ်တဲ့နေရာမှာတော်တော်တွမ်းကျင်တယ်။အဲ့ဒါကိုကိုကလေးတွေကတစ်ခါတည်းနော်ကျောင်းဝတ်နေပြီးတော့ခေါ်သွားတယ်။ခေါ်သွားပြီးတော့ညရဲ့တက္ကသိုလ်ကနောင်မင်းကြီးတွေတကုတ်ကိုကြီးအဖေကြီးတွေကြီးကြီးရှိတဲ့နေရာခေါ်သွားပြီးတော့အဲ့ဒီနောင်မင်းကြီးကိုပါတင်ပြီးတော့အာဆေယုံကြီးကြီးနေပါလေဆေယုံကြီးဖြစ်အောင်ဖြစ်စမ်းပါ။အဲ့ဒီမဆုံးမှာပြည့်ပြရရင်မကြောက်စရိတ်ခဲနဲ့ အဲ့ဒါစောကြီးကလည်းပြလိုက်တဲ့ပြည့်လို့ရောပေါက်ခဲပေါက်ခဲပေါက်တော့ပြီးတော့အောက်ကနေကြည့်လိုက်ရင်မဆင်ရုပ်ဆိုရင်ဆင်ရုပ်အလုံးစုံချင်းညင်းရုပ်ဆိုရင်ညင်းရုပ်အဲ့ဒါကလေးတွေကသူ့ကိုတွေးရမွေးရအတူအဲ့ဒီအတက်ပြင်တာကိုကြည့်ပြီးတော့သူ့မှာအဆင်ပြေနေတယ်ပေါ့အဲ့ဒါတနည်းတော့အဲ့ဒီတိုင်းကြီးကိုဆိုတဲ့ပြင်ကအဲ့ဒီမြောင်လေးကကိုရောက်လာတော့ဒိဋ္ဌိကိုရင်းနဲ့ပေါ့ချင်းအာဆင်ကြီးပါလား ်အသိရတွေကအပေါ့အပေါ့တွေကအရှင်ရုပ်ကုန်တဲ့ဖြစ်နေတယ်ပေါ့ဟုတ်လားဒါမြင်ရတွေပါလားအဲ့ဒါနဲ့အဟုတ်ပြီးတော့ဒါမျိုးလုပ်နေတာလေအာဒီဝါရဲ့မှာမဆုံးတဲ့ရောက်ရှိတယ်သူကဒီနေနေရာမှာမတော်တာအဲ့ဒီလက်ထုတ်နေတာတော့တော်တော်လေးဘာလို့ဆိုလို့ရှိရင်အဲ့ဒီကောင်ကတော့ပုံလေးပါငါ့အတွက်အုံးစားနေရတယ်ဒါလည်းဒီကပေါ်တော့ရဲ့အဲ့ဒီလျှောက်ပေါ့ပေါ်တော့ဒီကလည်းဆက်ဖို့တွေးတော့ပြောပြတယ်ဘာလို့လဲဆိုတော့ဒီနေ့မှမ အရင်ကစကားများတဲ့ကရောပိကုံနာတယောက်ရှိတယ်။အဲ့ဒါညီတော်ကလည်းပြင်သူကပဲစကားပြောနေရတယ်၊ကျန်တာဘာမှမလုပ်ရဘူး။အပြင်းအထန်ကြီးတယ်။အဲ့ဒါမင်းကကိုကူညီနိုင်တယ်ရှင်ပါလေ။အဲ့ဒါမင်းကလည်းဆိုတော့မဆုံးတာပါလို့ဆိုတော့စိတ်ချရုံတစ်လေရောက်ရမယ်ဆိုရင်တော့ပြင်းကြီးကိုကူညီနိုင်တယ်ရှင်ပါလေ။အဲ့ဒါနဲ့ပြင်းကြီးနဲ့အဲ့ဒီမဆုံးတဲ့အတိုင်းပြီးတော့ဘာလို့လို့ဆိုတော့ပုံနာဆိုင်တဲ့နေရာနဲ့တဲ့တယ်။ဘင်းရဲ့ထောက်ကျောင်းကနေပြီးတော့ကလကကြီးကလေးတွေ ။ဒါပြီးတော့အဲ့ဒီကလေးကတော့ပေါက်ကလေးပေါက်တာနဲ့စိတ်ရှင်းလုံးဝင်လာရင်ပေါက်ကလေးပေါက်တာ။အဲ့ဒီနေရာကပုံမှန်ကြီးဆိုင်တဲ့နေရာနဲ့တန်းနေတယ်။အဲ့ဒါပုံမှန်ကြီးလာတော့ပဲညီလာစားလို့လေဆိုတော့ဒီညီလာတွေပြင်ဆင်ပြီးတော့ကျလာရဲ့နောက်ကိုမှမဆောင်လို့စိတ်ရှင်းလုံးပြည်ပြည်နဲ့ထိုင်နေတာလေ။အဲ့ဒါမဲ့စကားပြရတဲ့တော်ကြီးစပြီးတော့ယောဂီဆိုတဲ့ကစပြီးတော့အဲ့ဒီပေါက်ထဲကနေပြီးတော့အဲ့ဒီတော်ကြီးရဲ့ဇာတ်ထဲကိုလည်းဝင်အောင်ပြစ်စီရတယ် အဲ့ဒါနဲ့ဘောကသိချင်းတယ်တယ်နဲ့ပြေလာတော့ပြတာထိုင်းနေပုံရည်ကမသိပါဘူး